မိုင်းယန်းခရိုင်မိုင်းယန်းမြို့နယ်၌2025ခုနှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌နိုင်ငံသားအခွင့်အရေးမဆုံးရှုံးဖို့မဲပေးကြပါစို့ဂျင်ညာဆိုင်ပုတ်တင်ခြင်းအခမ်းအနားကျင်းပတဲ့တဲ့ရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်ရှိပိုင်းမိုင်းယန်းခရိုင်မိုင်းယန်းမြို့နယ်တွင်2025ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌နိုင်ငံသားအခွင့်အရေးမဆုံးရှုံးဖို့မဲပေးကြပါစို့ဂျင်ညာဆိုင်ပုတ်တင်ခြင်းအခမ်းအနားကို အောက်တိုဘာ10ရက်နေ့နဲ့9နာရီကမြို့နယ်ပန်းချံ၌ကျင်းပခဲ့ပါတယ်။အဆိုပါ2025ခုနှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌နိုင်ငံသားအခွင့်အရေးမဆုံးရှုံးဖို့မဲပေးကြပါစို့ကြီးညာဆိုင်ဘုတ်အားမိုင်းယန်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးလင်းတန်မိုင်းယန်းခရိုင်ရဲတပ်ဖွဲ့မှဒုတိယရဲမှူးကြီးမင်းသိန်းဖွင့်လှစ်ပေးခဲ့ပြီး အခမ်းနာသူ ခရိုင်မြို့နယ်အဆင့်ဌာနဆိုင်ရာကြီးကဲများတက်ရောက်ခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ